တခါတော့ကမြမပြေးမှာဆရာတော်ကြီးတပါးခေါ်သွားတဲ့ဝတ္ထုလေးတစ်ပုဒ်ရှိသေးတယ်။အကောင်းဘက်ကကြည့်တယ်ဆို။သူကောင်းမှကြည့်ပုံကတော့ဖေရင်ဂိန်းခန်းနဲ့ကြည့်တယ်သူ။ကြည့်ရတရားမှာဆရာတော်ကြီးတပါးရှိတယ်။အဲ့ဒီမှာရွာတဲကဒကာကြီးတယောက်ကဆရာတော်ကြီးကိုအာကိုတကြီးလာလျှောက်တယ်။ သူ့သားလေးတစ်ပင်တက်တာတစ်ပင်မောချောကြလို့လက်တစ်ဖက်ကျိုးသွားတယ်ဆိုဆရာတော်ကြီးကနားထောင်ပြီးအသာဓုသာဓုလို့ခေါ်လိုက်တယ်လက်တစ်ပင်မောလိမ့်ကြပြီလက်ကျိုးတာကိုသာဓုသာဓုခေါ်တော့သူကနားမလည်နိုင်ပြန်သွားပြီးတော့မချေနှက်ဖို့ခေါ်ပြောယူမချေနှက်နောက်တစ်ခါသူ့အိမ်ကနွားခြေတော့ကျိုးသွားတယ်တဲ့ခြိုက်သေးကြပြီ ဲ့ဒါဘုန်းကြီးသွားလျှောက်တော့ဘုန်းကြီးကတာရုတာရုလို့ခေါ်တယ်။အဲ့ဒါလေတာရုခေါ်လွတ်လိုက်တယ်။အမကျေနပ်တော့ဒီတခါဒီဘုန်းကြီးကငါချောင်းပြီးတော့ရိုက်မယ်ပေါ့။ခြုံွယ်ကနေစောင့်တယ်။သူရိုက်မလို့သူစောင့်နေတယ်ခြုံွယ်နာရောက်တော့ဘုန်းကြီးကအဲ့နာခလုတ်တိုက်ပြီးလက်ထဲကသပိတ်လွတ်ကြတော့သပိတ်ကကွဲသွားတယ်။အဲ့ဒီမှာလေသူကတာရုတာရုခေါ်တယ် ဘုန်းကြီးကသားတို့ခေါ်တယ်။အဲ့ဒီကျတော့ချောင်းရိုက်မဲ့သူကထွက်လာပြီ။သားလေးလက်ကျိုးတယ်ဆိုတော့လည်းသားတို့ခေါ်တယ်။နှောင်းချေတော်ကျိုးတယ်ဆိုတော့လည်းသားတို့ခေါ်တယ်။အခုလည်းပဲတပိတ်လွတ်ကြတော့လည်းသားတို့ခေါ်တယ်။အကြောင်းတော့ရှိပါပဲ။ဘာလို့ကိုရောသားတို့ခေါ်ရတာလဲ။ဟာငါတပိတ်မကွဲငါခေါင်းကွဲပါတဲ့ဒီနေ့။ဟာတပိတ်ကွဲလိုက်တာရေရရခြေသွားတယ်ပေါ့။ဆိုလိုတာနော်။အဲ့တော့အကောင်းမြင်ဝါဒပြောရပါပဲအဲ့ဒါ အဲဘုန်းကြီးကရှင်းပြတယ်အေးမင်းသားလေးလက်ကျိုးလို့တဲ့လက်မကျိုးမင်းသိမှာတဲ့တာဝန်ငါသာရုခေါ်လာနွားချေတော့ကျိုးလို့ကျိုးမကျိုးရင်မင်းသိမှာတဲ့မသိခဲရောက်နေပြီအဲ့လိုပြောတော့မှသဘောပေါက်သွားတယ်အဲ့တော့အဆိုးနဲ့အကောင်းဆိုတာတော့ရှိကောင်းရှိမှာပေါ့နော်ဒါကတော့ပြည်တဲ့အမြင်နဲ့အကောင်းချိတာပေါ့ပြည်ရင်ကလည်းဆွဲလန်းစရာတော့မဟုတ်ဘူး မယုံဘူးကြီးလည်းမဟုတ်ဘူးယုံတယ်ကြီးလည်းမဟုတ်ဘူးเนาะရှေ့တုန်းကတည်းကအမျိုးတွေကရှေ့တော့ရှေ့တာသို့တော့အကူလောက်တာတော့မဟုတ်ဘူးမင်းကြီးလည်းမှန်ပဲပေါ့ရသော်ဗျာလက်ထက်မှလည်းပဲရသော်ဗျာကိုလည်းပဲပြည်ရင်ဆရာတွေကဖျားဖြစ်မယ်လို့ခေါ်ခဲ့တာပဲလေကျန်ရင်လက္ခဏာဝိဒ၃ပုံဆိုရယ်ဝိဒကျန်နေရရှိတာပေါ့ အဲ့ဒီဝိရာကျမ်းနေဆိုတာတမန်ပုဂ္ဂိုလ်တွေကရှင်းသားပြီးတော့မှတ်တမ်းတင်ခဲ့တာမဟုတ်ဘူးဒိဗ္ဗစကုရတဲ့ယသိတွေတော်ရမှာတရားအထုတ်ရင်ကနေဒိဗ္ဗစကုညံရသွားတယ်ရသွားတဲ့အခါမှာဘာလို့ရင်ဘာဖြစ်တယ်ဆိုတာသူတို့ဒိဗ္ဗစကုနဲ့ကြည်ပြီးတော့မှတ်တမ်းတင်ပြီးဝိရာကျမ်းတွေကိုရေးခဲ့တာအဲ့တော့သူတို့ပြောတာတွေကမှန်သေးသလားမှန်တယ် အဲ့ဒီကျမ်းတွေကလာတဲ့စကားတွေတိုင်ကိုပြောတာသို့တော့အဲ့ဒီပုံမှာဆွဲလန်းပြီးတော့ပေရင်ကြီးပဲလိုက်နေဖို့ထီလို့တော့မဟုတ်ဘူးတရဝါရီဆိုတာကိုယ့်ကံနဲ့ကိုယ့်ကိုယ့်အကိုကြိုးစားအထောက်အပံ့လုံလဝိရိယတွေဆိုတာရှိတယ်ပေရင်ကလည်းလွယ်မှသွားနိုင်တယ်လုံလဝိရိယနဲ့ကြိုးစားရင်ပေရင်လွယ်မှတယ်ပေရင်ဆရာပြောတာမပြောနဲ့တရားမင်းကြီးပြောတဲ့စကားတောင်ကြိုးစားရင်လွယ်မှသွားတယ် ဒေဝနာဣတယံတိပုရိသပရကမတဆိုပြီးတကြမင်းကြီးကကာလင်္ကမင်းနဲ့အတ္တကမင်းတို့စစ်ပွဲစစ်တိုက်တဲ့အခါမှာကာလင်္ကမင်းနိုင်မှလို့ပြောတယ်သို့တော့တကယ်တိုက်တဲ့အခါအတ္တကမင်းကနိုင်သွားတယ်ကာလင်္ကမင်းကြီးဆစ်ရှုံးသွားတယ်ဘာဖြစ်လို့ရှုံးသွားတာတော့ဆိုသူက စူးစူးစီးစီးနဲ့ကြိုးစားအထောက်အမှာကိုကြိုးစားအမထုတ်ပဲနဲ့တခြားကတော့ငါတို့နိုင်မှလို့ပြောထားတယ်ဆိုပြီးပေါ့ပေါ့ရော့နေတော့ရှုံသွားဟိုဘက်ကရှုံးမယ်လို့ပြောထားတဲ့အပြောခံရတဲ့အတကမင်းဘက်ကပညာရှိကောင်းဆောင်တယောက်ကချစ်ချစ်လက်လက်နဲ့ကြိုးစားအထုတ်တဲ့အခါသူကနိုင်သွားတယ်အဲ့ဒါကိုတရားမင်းကပြောတဲ့အခါတိဝါနာဣတယန္တိပုရိသပြက္ကမတာလုံလဝီရိယနဲ့ကြိုးပမ်းအထုတ်မှု လုံလဝိရိယရှိရှိကြိုးပမ်းအထုတ်လို့အောင်းတာကိုနတ်တွေကအပြစ်မပြောဘူးတဲ့အပြစ်ပြင်အပြစ်မြင်စရာမဟုတ်ဘူးလုံရင်ဖြစ်တယ်ဆိုတာကိုတတိထားကြရမှာဖြစ်တယ်ဘောတော့မဖြစ်ဘူးဆိုတာဒါကြောင့်မို့တချို့ပြောတယ်လေငါရဲ့ပြီးတဲ့နေ့မှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးဘူးသာရှိတယ်ပေါ့ဖြစ်အောင်လုပ်ရင်ဖြစ်တယ်ပေါ့ဒီလိုဆိုလို့ရပေါ့နော်